အိုင်တရားနာယူကြရအောင်တရားဟောခြင်းတရားနာခြင်းမပြုမီမှာတရား၏မူလပိုင်ရှင်ဖြစ်တော်မူတဲ့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးအားနမောတတညီညာဖြားပြရှိခိုးပူဇော်ကြတော့ကြပါကုန်စုနမောတတဘဂဝါတော်အရဟံ ချပြီးတော့ယန္တာတဲ့တသက်မဲ့စင်ပြေမဲ့အရိယာပုံများဖြင့်တရားတော်ကိုစိတ်ချမ်းသာစွာနာကြားနိုင်ကြပါပြီ။ယေဗုဒ္ဓဤသာသနာတော်နှင့်2568ခုနှင့်သူတို့ဝဟကောဇာတက္ကရ1386ခုနဲ့တပေါင်းလာပြည့် ဥပုန်ဒီအလုံးသောတန်တရာဣစေတော်မျိုးတော်ပေါင်းတို့အားဥစဉ်မြညာမိသည်မြဓမ္မအတိညာပြီးပြီးဟောကြားအပ်သောဘဝတံဘူးချင်းမြတ်နုအမိယတိတရားဒေသနာတော်များဖြင့်ကျေးဇူးဆက်ဟောကြားပေးမှဖြစ်ပါလေဘဝတံဘူးချင်းမြတ်နုတဲ့ ယနေ့အလုံးစုံသောဓမ္မမယာဥစဉ်တို့တော်ကောင်းတို့တည်းရထားကြတဲ့ဘဝဟာလူဘဝလို့ခေါ်တယ်။ဘာဘဝပါလဲလူဘဝ။အဲ့တော့လူဘုံလူဘဝခင်ဗျားတို့จิตတို့ရောက်လာကြတာ။အလိုလိုရောက်လာကြတာမဟုတ်ဘူး။ကုသိုလ်ကြောင့်လူဘုံ လူဘဝရောက်လာရတာအကုသိုလ်တွေများများခဲ့မယ်အကုသိုလ်တွေများ ပြုတ်ခဲ့မယ်ဆိုရင်လူဖြစ်ဖို့လွယ်ပါမလားဗျာလွယ်ပါဗျာလွယ်ဘူးအခုခမည်းတော်จิตတို့သူတော်ကောင်းတို့တွေကုသိုလ်ကြောင့်လူဖြစ်လာရတာ အကုသိုလ်ကြောင့်လူဖြစ်ရလာတာဖြစ်တဲ့အတွက်ကြောင့်ကိုယ်ဘဝလေးကိုကိုပြန်ကြည့်လူဖြစ်တော့လည်းပဲခြေလက်အင်ကအစုံပါလာတာမျက်လုံးပါလာတယ်မပါဘူးလားပါပါဘုရားမျက်လုံးပါတော့ဖရာဖူးလို့လဲရတယ်တရားစာရိဖတ်လို့ရတယ်ဒါမလုံးလို့သာမရတာတော့ မလုံလို့မရတာဒကာကြီးတွေဒကာမကြီးတွေခင်ဗျားတို့ချစ်တို့သူတော်ကောင်းတို့တွေဒီခုအမိမွေးလာကြတဲ့ကမျက်လုံးလေးပါလာတာနာရောပါမလာဘူးလားပါပါဆရာပါလာတာတရားတွေနားရတယ်တရားတွေနားခြေလက်တွေအဆုံးပါလာတော့ကုသိုလ်တွေလုပ်ခွင့်ရတယ်ကုသိုလ်တွေပြုခွင့်ရတယ်ကိုယ်ဘဝလေးကိုပြန်ကြည့်ငါရနေတဲ့လူဘဝဟာ ကုသိုလ်ကောင်းမှုတွေလုပ်ခွင့်ရတဲ့ဘဝအခုရနေတဲ့ဘဝကြီးကဒါနာလည်းပြုလို့မရတာလားရတာလားရပါဗျာရတယ်နော်ကုသိုလ်ဒါနာမျိုးစုံဒါနာမျိုးစုံပြုခွင့်ရတဲ့လူဘဝကြီးကိုမပြုကျင်လို့သာကိုမလုပ်လို့သာဥပုဘ္ဗေမှာဒါနာပြုအောင်မဟုတ်ဘူးမသေးမချင်း ဒါနမျိုးစုံပြုနိုင်တယ်မပြုနိုင်တာလားပြုနိုင်တာလားပြုနိုင်တာပါဗျာပြုလို့မရတာလားရတာလားရတာပါဗျာပြုခွင့်မရှိတာလားရှိနေတာလားရှိနေတာပါဗျာရှိနေတာတော့လူဖြစ်လာတာဘလောက်ကောင်းတော့ဘုဘဝလေး ဒါနမျိုးစုံနဲ့ကိုယ့်အဖေကိုယ်အမေလည်းကျွေးမွေးခွင့်ရတယ်ဆောင်းလျှောက်ခွင့်ရတယ်ကုညီခွင့်ရတယ်ကိုယ့်ဆွေမျိုးတွေလည်းပဲပြုစုခွင့်ဆောင်းလျှောက်ခွင့်ကိုယ့်ညီကိုမောင်နှမတွေလည်းပြုစုခွင့်ဆောင်းလျှောက်ခွင့်ကိုယ့်ရဲ့ဆွေမျိုးမိသင်ငဟာပေါင်းတွေလည်းကျွေးမွေးခွင့်ထောက်ပံ့ခွင့် ဘုရားသားတော်တန်ဃာတော်ရှင်သူမြတ်တို့လည်းပဲလှူဒန်းခွင့်ပူဇော်ခွင့်ကိုးကွယ်ခွင့်နေမရတာလားရတာလားမရပါဘူးဗျာအဲလူဘဝကြီးမှာဒါနမျိုးစုံဒါကြောင့်နတ်တွေကလူဘဝအားကြတယ်တဲ့ဒီကုသိုလ်တွေလုပ်ခွင့်ရလို့ကျင့်တို့ကသာပွတ်တံဖို့ကိုမသိလို့နတ်ဖြစ်ချင်ရတာနဲ့နတ်ပြီးသွားခြင်းနေရတာနဲ့ဟိုနတ်တွေကလူဘုံလာခြင်းနေတာ ။ဘာဖြစ်လို့လာကျင်တာလဲလို့မေးရင်ကုသိုလ်မျိုးစုံအချိန်မရွေးနေလေကုသိုလ်ဒါနမျိုးစုံ ပြုလို့ရတယ်ညလေဒါနမျိုးစုံ ပြုလို့မရဘူးလား။မရပါဘူး။မနက်ခင်းတော့ပြုလို့ရတယ်ကိုမပြုကျင်လို့သာကိုမပြုလို့သာမရတာ။ဒါနမျိုးစုံပြုလို့ရတယ်လူဘဝကိုဘဝအရတော်တယ်အရကောင်းတယ် ကုသိုလ်တွေဒါနကုသိုလ်မျိုးစုံလောက်ခွင့်ရတဲ့ဘဝအဖြစ်လို့ကိုဘဝတန်ဖိုးရှိတယ်လေတန်ဖိုးဆိုတာတိလူတန်ဖိုးဆိုတာပစ္စည်းဥစ္စာတွေရှိတာပြောတာမဟုတ်ဘူးဒါနာမျိုးစုံပြုခွင့်ရတဲ့ဘဝဟာတန်ဖိုးရှိတဲ့ဘဝတန်ဖိုးရှိတဲ့လူအတိတ်ပဲရှိတဲ့လူ တံပိုးကြီးတဲ့လူပါပါလုတ်ခွင့်ရလို့ကုသိုလ်ဒါနတွေလုတ်ခွင့်ရလို့ကုသိုလ်ဟာတံပိုးပဲဗျလူဘုံလူဘဝရောက်လာကြတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းတတ္တဝါတိုင်းတတ္တဝါတိုင်းဘဝခန္ဓာကြီးရလာတဲ့အခါမတိမချင်းဒါနမျိုးစုံတွေပြုခွင့်ရပါသည်ကိုမလုတ်လို့သာမရတာ ဟောဒီခန္ဓာကိုယ်ကြီးကိုအရင်ပြီးပြီးတော့ဒါနာကုသိုလ်တွေပြုပေးရပါသည်ပစ္စည်းဥစ္စာတွေရှာ ခန္ဓာကြီးနဲ့ရှာရလာတဲ့ပစ္စည်းဥစ္စာတွေကိုအမိပြုပြီးတော့ဒါနာတွေပြုကြလူကြတန်းကြပေးကြကမ်းကြစွန်ကြဲကြနဲ့အရာတော်တဲ့ဘဝအရာကောင်းတဲ့ဘဝအရာမြတ်တဲ့လူဘဝပါတဲ့ဒါကြောင့်မို့လို့ဘဝတန်ဖိုး ကိုဘဝရဲ့တန်ဖိုးဟာကုသိုလ်ပဲရွှေငွေရတနာဥိလိုက်တာဆောဥရိနဲ့ဘုရားကောင်းတွေပြည့်ပြည့်စုံစုံမနေရပြီမယ်လို့နေ့စဉ်မပြတ်ကုသိုလ်တွေဆက်လို့နေ့စဉ်မပြတ်ကုသိုလ်တွေလုပ်ခွင့်ရတဲ့ဘဝတည်တန်ဖိုးရှိတဲ့ဘဝပါတန်ဖိုးကြီးတဲ့ဘဝတထွတ်ပတ်စံရှိတဲ့တိုက်ဗနတ်တိုက်ကာဗနစီရွှေဘလောက် ငွေဘလောက်ရှိတာမှတန်ဖို့ရှိတယ်လို့မယူနဲ့ဒါလောကအနေနဲ့ယူတာဓမ္မသဘောနဲ့ပြောရင်ကုသိုလ်လုပ်ပင်ရတဲ့တဲကိုထဲမှာနေပေမဲ့လို့နေစဉ်ကုသိုလ်ပဲဆက်နေတဲ့ပုဂ္ဂိုလ်တွေကုသိုလ်ကောင်းမှုတွေပြုနေရတဲ့ပုဂ္ဂိုလ်တွေဟာဘာဘာတဲ့တန်ဖိုးရှိတဲ့ဘဝရနေတာတန်ဖိုးကြီးတဲ့ဘဝပါတန်ဖိုးမြင့်မားတဲ့လူဘဝပါအတိတ်ပဲရှိတဲ့ဘဝပါဒါနကုသိုလ်မျိုးစုံ ပြုလို့ရလို့ကိုဘဝလေးဟာဘာတော့တန်ဖိုးကြီးတဲ့ဘဝကိုဘဝဟာဘာရှိတဲ့ဘဝလဲတန်ဖိုးရှိတဲ့ဘဝပစ္စလက္ခဏ်မယူနဲ့ကိုဘဝကိုကိုဘဝကိုပစ္စလက္ခဏ်မနေနဲ့ငါဘဝဟာတန်ဖိုးရှိတဲ့ဘဝကုတုတွေလုတ်ခွင့်ရနေတာမနမုန်လင်းကနေမှုချုပ်ငါရှင်သန်နေတာကုသိုလ်အတွက်ရှင်သန်နေတာငါအသက်ကြီးနေတာကုသိုလ်အတွက်အသက်ကြီးတယ်လို့ဖြစ်ပါစေ ငါကုသိုလ်ကြောင့်ပဲလူဖြစ်နေတာကုသိုလ်လူချင်းလို့ကုသိုလ်ရခြင်းလို့ကုသိုလ်တွေလုပ်ဖို့အသက်ရှင်နေရတာကုသိုလ်ကောင်းမှုတွေလုပ်နေရရင်ဝမ်းသာရတာကုသိုလ်ကောင်းမှုတွေပြုနေကြရတာကိုယ်ဘဝစိတ်ချမ်းသာစရာကောင်းတယ်မကောင်းမလားကောင်းလားမှန်ပါဗျာအဲ့ဒါပါလို့ကုသိုလ်ကောင်းမှုပြုပြင်ရနေလို့ ဒါဆိုရင်ကိုဘဘဘွားကိုချစ်မြန်နိုးတဲ့ဘဘွားမနဲ့အိယာနိုးလိုက်တာနဲ့တရားနဲ့တယ်ကုသိုလ်ကောင်းမှုတွေပြုဖို့စိတ်မကူဘူးလားစေကူတဲ့အတိုင်းပဲမနမိုးလင်းနာနဲ့ကုသိုလ်တွေမလုပ်ဘူးလားမဟုတ်ပါဘူးဗျာမနမိုးလင်းနာနဲ့ကုသိုလ်တွေနဲ့စကြတယ်နေခင်းရောက်ပြန်တော့လေကုသိုလ်တွေလုပ်ကြတယ်ညရောက်တော့လည်းပဲကုသိုလ်ကောင်းမှုတွေနဲ့ပြုပြီးတော့ပျော်မွေ့ကြတယ်ဒါဆိုရင်အဲ့ဒီပုဂ္ဂိုလ်တွေကကုသိုလ်နဲ့နေကုသိုလ်နဲ့ပျော်မွေ့နေကြတဲ့အတွက်ကြောင့်မို့လို့ ို့ဘဝလေးဟာကုသိုလ်ရှိလို့မချမ်းသာဘူးလားချမ်းသာပါပဲစိတ်ချမ်းသာတာနော်စိတ်ချမ်းသာတာကုသိုလ်ကောင်းဖို့ ਨੇ ဥပုန်နေမှာပြုတာမဟုတ်ဘူးကိုမွေးနေမှာပြုနေတာမဟုတ်ဘူးနေစဉ်ကုသိုလ်တွေဆက်နေတာကိုဘဝကိုတန်ဖိုးထန်နေတာကိုဘဝကိုသရောကောင်းနေမြင်လို့နေတာကိုဘဝကိုချစ်မြတ်နိုးတာဘာလို့လဲတော့တော့မေးရင်ကုသိုလ်လုပ်နေရလို့လူဘဝမှာပျော်မွေ့နေကြတာဘာနဲ့ပျော်တာလဲမေးရင်ကုသိုလ်နဲ့ပျော်တာ ဒါနာကုသိုလ်တွေနဲ့ပြောမွေးကြတဲ့လူဘုံလူဘဝရောက်လာကြတဲ့ပုဂ္ဂိုလ်တွေပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဟာကုသိုလ်ရှိတဲ့ဘဝကုသိုလ်လုပ်နေရလို့ကိုယ့်ကိုယ်ကိုပါတဲ့တုံတန်ဖို့ကြီးတယ်တန်ဖို့ရှိတယ်ကုသိုလ်လုပ်ခွင့်ရတဲ့ဘဝလေးကိုချစ်မြတ်နိုးတာကုသိုလ်လုပ်ခွင့်ရတဲ့ဘဝလေးကိုတန်ဖို့သူတော်ကောင်းတွေတန်ဖို့ရှိတယ်လို့သူတော်ကောင်းတွေသတ်မှတ်နေတာ လူ့ဘုံလူ့ဘဝဆိုတာဒါနမျိုးစုံပြုခွင့်ရတယ်ပြုခွင့်မရဘူးလားရပါရဲ့ဗျာဒီခန္ဓာကိုယ်ကြီးကိုယဉ်တည်ပြီးတော့ဒါနကုသိုလ်ကောင်းမှုတွေကိုရအောင်ပြုနေကြတာတံပိုးကြည့်တယ်တံပိုးရှိတယ်ကိုယ်ဘဝလေးကိုအလေးထားပြီးတော့ကုသိုလ်ကောင်းမှုတွေနဲ့အသက်ဆက်နေတာ ါကောင်းတဲ့ဘဝပဲဗျာဒီကုသိုလ်ဒါနာကုသိုလ်တခုတည်းလူဘုံလူဘဝပြုလို့ရတာမဟုတ်ပါသီလကုသိုလ်ကိုမရဘူးလားမရပါဘူးဗျာသီလတွေစောင့်ဝင်ရတယ်ဥပုနေမှာဥပုစောင့်တာမှာမဟုတ်ဖဲနဲ့နေစဉ်နေစဉ်နေစဉ်ကိုသီလနဲ့ကိုအသိခါနဲ့ကိုကျင့်ဝတ်နဲ့ကိုစည်းကမ်းနဲ့ကိုနေနေတာ လူဘုံလူဘဝရောက်လာကြတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းလူဖြစ်ရတဲ့ဘဝအရတော်တဲ့အရကောင်းတဲ့တန်ဖိုးရှိတယ်။အဲ့ဒီဘဝဘာဖြစ်လို့တန်ဖိုးရှိလဲ။သီလကုသိုလ်တွေပြုခွင့်ရနေလို့။ဘာကုသိုလ်သီလကုသိုလ်နော်သီလကုသိုလ်ကိုသီလနဲ့ကိုနေတဲ့ပစ္စည်းမရှိပေမဲ့လို့သီလရှိတယ်တဲ့။ဥစ္စာမရှိပေမဲ့လို့ တီလရှိတယ်ကာမရှိပေမဲ့လို့တီလရှိတယ်တိုက်နေမနေရပေမဲ့လို့တီလရှိတယ်ဇီဝဥစ္စာတွေမရှိပေမဲ့လို့တီလရှိနေတဲ့အတွက်ကြောင့်မို့လို့ကိုဘဝဟာတန်ဖိုးမဲ့လားတန်ဖိုးရှိလားတန်ဖိုးရှိပါဗျာတန်ဖိုးရှိတဲ့ဘဝအကျိုးမဲ့တဲ့ဘဝမဟုတ်ဘူးအကျိုးရှိတဲ့ဘဝအကျိုးရှိတယ် ။ဘာဖြစ်လို့အကျိုးရှိပါတယ်လဲလို့ပဲလို့ရှိရေကိုယ်တည်လက်နဲ့ကိုနေနေလို့မြို့မှာပဲနေနေတော့မှာပဲနေနေဘယ်နေ့ဘယ်နေရာမှာဘယ်နေရာမှာပဲရောက်ရောက်ဘယ်ပုဂ္ဂိုလ်တွေနဲ့ပဲနေနေကိုယ်မှာအာကိုရာတခြားရှိနေတာလားတည်လက်ရှိနေတာလားတည်လက်ရှိနေပါဗျာခန္ဓာထဲမှာအနစ်ရှာတွေ့တာတည်လက်ပဲတည်လက်ဆောင်နိုင်ကိုယ်သာပိုင်ကိုယ်ပိုင်ပစ္စည်းမှတ်လီပါတဲ့ စ္စည်းဥစ္စာတွေဆိုတာကိုယ်ပိုင်ခြင်းမပိုင်မှာအတုံးချတတ်မှပိုင်တာနော်နေစဉ်မပြကုသီလာလေးကိုထိမ့်ပြီးတော့နေတဲ့ပုဂ္ဂိုလ်တွေကကိုယ်ပိုင်ပစ္စည်းတွေပါသူများပိုင်လားကိုယ်ပိုင်လားကိုယ်ပိုင်ပါဗျာကိုသီလာကိုပိုင် ကိုပိုင်တတ်တဲ့ပစ္စည်းကိုယူရမှာအဲ့ဒါကုရိတ်ခါကုသိတ်ခါပဲသီလာတွေပြုဝင်ရလို့ ငါဘဝတန်ဖိုးရှိတယ်ငါဘဝတန်ဖိုးကြီးတယ်ငါဘဝအတိပဲရှိတယ်ငါရှင်သန်နေရတဲ့ဘဝဟာတန်ဖိုးကြီးတဲ့ဘဝပါကိုဘဝတန်ဖိုးသိလာတာအားငယ်စရာလူသေးလားမလိုပါဗျာ။ပိန်ငယ်စရာကောလူသေးလားမလိုပါဗျာ။ဝမ်းနေစရာကောလူသေးလားမလိုပါဗျာ။ခေစီဥစ္စာတွေပြည့်စုံကြဝါချမ်းသာမှုမရှိပေမဲ့လို့ကိုယ်မှာဒါနာကုသိုလ်တွေရှိတယ်၊သီလကုသိုလ်တွေရှိနေတဲ့အတွက်ကြောင့် ဘုဘဝတိတံဘုမဲ့ဘဝလားတံဘုရှိတယ်ဘဝလားတံဘုရှိတယ်ဘဝပါပဲအောက်တန်းကြတဲ့ဘဝလားအထက်တန်းကြတဲ့ဘဝလားအထက်တန်းကြတဲ့ဘဝပါပဲနှိမ့်ကြတဲ့ဘဝလားမြင့်မြတ်တဲ့ဘဝလားမြင့်မြတ်တဲ့ဘဝပါဗျာယုံနှိမ့်တဲ့ဘဝလားမြင့်မြတ်တဲ့ဘဝလားမြင့်မြတ်တဲ့ဘဝပါဗျာဘာဖြစ်လို့လဲမေးရင်သီလကုသိုလ်တွေပြုခွင့်ရနေလို့သီလ ။ဘာဖြစ်လို့လူဘဝတန်ဖိုးကြီးတယ်လဲ။လူဘဝဘာဖြစ်လို့တန်ဖိုးရှိတယ်လဲဆိုရင်နေစဉ်နဲ့အပြမသိမကျေကုသိုလ်ကောင်းမှုတွေပြုခွင့်ရတယ်၊ဒါနကုသိုလ်တွေပြုခွင့်ရတယ်၊သီလကုသိုလ်တွေစောင့်ခွင့်ရတယ်၊ထိန်ခွင့်ရတယ်။ကိုယ်ဘဝဟာအဲ့ဒါမှတ်ပါဒကာကြီးတွေဒကာမကြီးတွေကိုဘဝဟာတန်ဖိုးရှိတဲ့ဘဝတန်ဖိုးမဲ့ဘဝမဟုတ်ဘူးတန်ဖိုးရှိတဲ့ဘဝပါတ သူအသက်ရှင်နေတာဘာအတွက်အသက်ရှင်တာလဲကုသိုလ်အတွက်ပဲကုသိုလ်လုပ်နေရရင်သူ့ဘုံကပြည့်စုံပြီဒါကြောင့်နေစင်းနေမြတ်ပါလေတော့ကုသီလာလေးကိုထဲနေတယ်ကုသီလာနဲ့ကိုနေတာတော့ဒါကြောင့်လူဘုံလူဘဝကိုဘာဖြစ်လို့ချစ်မြတ်လို့လာလဲဘာဖြစ်လို့တန်ဖိုးရှိတာလဲကုသိုလ်လုပ်ခွင့်ရလို့တန်ဖိုးရှိတာဘာဖြစ်လို့ချစ်မြတ်လို့နေပါသလဲလို့မေးရင်ကုသိုလ်တွေရနေလို့ဒီခန္ဓာကြီးကိုလေ အတုံးချတတ်တော်ကုသိုလ်တွေရနေတဲ့အတွက်ကြောင့်မလို့ကိုယ့်ဘဝလေးကိုမချစ်ဘူးလားချစ်တယ်နော်ကိုယ့်ဘဝလေးကိုကိုယ့်ဘဝလေးကိုချစ်မြတ်လို့တော့ဒါနတွေပြုတယ်သီလတွေစောင့်တယ်ဟောနောက်တဲ့တစ်ခါဒီခန္ဓာကိုယ်ကြီးရလာတဲ့လူဘုံလူဘဝသမထဝိပဿနာဘာဝနာတရားတွေပါတဲ့တော့အထုတ်ခွင့်ရတဲ့ဘဝပါတဲ့လူဘဝအများကြီးတွေ့တွေ့တွေ့ အခုပဲဂုဏ်တော်ဘွားမလားအခုပဲပရိစေကြမလားအခုပဲသမထဘွားမလားအခုပဲဝိပဿနာတရားတွေအထုတ်မလားကိုမလို့လို့ကိုမရလားလူဘဝကတော့သမထလည်းလုခွေရတယ်ဝိပဿနာလည်းလုခွေရတယ်အဲ့ဒါလူဘုံလူဘဝရောက်လာတဲ့ပုဂ္ဂိုလ်တွေရဲ့တံပိုးတွေပါလူဘဝတံပိုးဘာဝနာအလုပ်တွေ တကြောင်ခန္ဓာထဲမှာအနစ်ရှာတွေ့တာဘာဝနာပဲဘာဝနာပွားနိုင်ကိုသာပိုင်ကိုပိုင်ပစ္စည်းမှတ်လီပါဒါကြီးဒီတဝိုင်းဒီသမထဝိပဿနာလုပ်ဒီကိုဥပုပ်နေမှာပွားမှာဟုတ်သလားမဟုတ်ဘူးစနေနေ့တွေမှာပွားမှာဟုတ်လားမဟုတ်ဘူးဝိနည်းရောက်မှာပွားမှာလားမဟုတ်ပါဘူး မနက်ခင်းပဲပွားမယ်နေခင်းပဲပွားမယ်ညမပွားဘူးလားရှိလားမရှိဘူး24နာရီဘာဝနာလုပ်တွေကိုပဲချိန်လို့မလဲကြိုက်တဲ့ချိန်လုပ်ပါအဲ့ရတဲ့မှာလဲဘာဝနာပွားလို့ရမရရပါပါဗျာကျမကြီးမကောင်းလဲပွားလို့မရဘူးလားရပါပါဗျာကျမကြီးကောင်းလဲပွားလို့မရဘူးလားရပါပါဗျာရတယ်ကိုမလုပ်လို့သာကိုမရတာကိုမလုပ်လို့ကိုမရတာ ကိုလှုပ်ရင်တော့ကိုရမှာသူတော်ကောင်းများရဲ့ဒါဆိုရင်လူဘဝဘာဖြစ်လို့တန်ဖို့ရှိပါတယ်လဲလို့မေးရင်မှတ်ပါဒါနာပြုခွင့်ရလို့သီလစောင့်ခွင့်ရလို့သမထပွားခွင့်ရလို့ဝိပဿနာပွားခွင့်ရလို့လူဘဝရလာတဲ့ပုဂ္ဂိုလ်တွေဘုရားသာသနာနဲ့တွေ့ကြုံနေရတဲ့ခိုက်တံမှာလူဖြစ်နေကြရတဲ့ပုဂ္ဂိုလ်တွေဒါနာမပြုနိုင်ဘူးလားမပြုနိုင်ပါဘူးသီလမစောင့်နိုင်ဘူးလားမစောင့် မပွားနိုင်ဘူးလားဝိပဿနာလို့တွေကိုမလုပ်နိုင်ဘူးလားဆုံးနိုင်ဘူးเนาะအဲ့ဒါလူဘဝရောက်မှလုပ်နိုင်တဲ့လုပ်နိုင်တဲ့အခွင့်အရေးတွေဒီလေးမျိုးလုပ်ခွင့်ရတယ်လူဖြစ်မှာအခုခင်ဗျားတို့ကျစ်တို့တရေလူဘဝရောက်လာကြတယ်ဒီလေးမျိုးလုပ်ခွင့်ရပြီဒါကြောင့်ကိုဘဝဟာတန်ဖိုးရှိတယ်ဘာဖြစ်လို့တန်ဖိုးရှိတာလဲဒါနတွေ ြုတ်ပဲ့ရတဲ့ဘဝဖြစ်နေလို့တိလာတွေစောင့်ပဲ့ရတဲ့ဘဝတွေဖြစ်နေလို့သမထတွေပွားပဲ့ရတဲ့ဘဝတွေဖြစ်နေလို့ဝိပဿနာတရားတွေပွားပဲ့ရတဲ့ဘဝလေးဖြစ်နေလို့တန်ဖိုးမဲ့ဘဝလားတန်ဖိုးရှိဘဝလားတန်ဖိုးရှိဘဝပါဗျာအဲ့ဒါတော့နေကြတဲ့ဘဝလားမြင့်မြတ်တဲ့ဘဝလားမြင့်မြတ်တဲ့ဘဝပါဗျာတန်ဖိုးမဲ့နေတာလားတန်ဖိုးရှိနေတာလားတန်ဖိုးရှိပါဗျာအဲကိုဘဝတန်ဖိုးဟာကိုဘဝတန်ဖိုးကိုတိ ကုတ္တဘုကုတိဒါဆိုရင်တန်ဖိုးရှိတဲ့ဘဝရနေပေမဲ့လို့ဒါနလည်းမပြုသီလလည်းမဆောင်တမထလည်းမပွားဝိပဿနာလည်းမပွားဘူးဆိုရင်ရလာတဲ့ဘဝဟာတန်ဖိုးရှိပါမလားမရှိပါဘူး။ဘာလို့တန်ဖိုးမရှိလဲ။တန်ဖိုးရှိတဲ့ဘဝကြီးရပြီးတော့တန်ဖိုးရှိတဲ့ကုသိုလ်အလုပ်တွေကိုမလုပ်တဲ့အတွက်ကြောင့်မို့လို့ကုဘဝတန်ဖိုးမဲ့သွားတာတန်ဖိုးကျသွားတာအဲကြောင့်တန်ဖိုးဆိုတာကုသိုလ်ကိုပြောတာ။ ။အဲကြောင့်ယောက်ျားပဲဖြစ်ဖြစ်မိန်းမပဲဖြစ်ဖြစ်ကလေးပဲဖြစ်ဖြစ်လူကြီးပဲဖြစ်ဖြစ်ဘုန်းကြီးပဲဖြစ်ဖြစ်ဒီလရှင်ပဲဖြစ်ဖြစ်ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်တဲ့ဒကာကြီးတွေဒကာမကြီးတွေကုသိုလ်ကောင်းမှုတွေမလုပ်တဲ့လူတန်ဖိုးမရှိတဲ့လူတန်ဖိုးမဲ့သူတန်ဖိုးကြတဲ့သူလို့ခေါ်တယ်ဒါဆိုရင်ကိုယ်မှာပစ္စည်းဥစ္စာတွေရှိရှိမရှိရှိပြည့်စုံလို့မပြည့်စုံစုံချမ်းမကြီးကောင်းကောင်းမကောင်းကောင်း ကိုယ်လောကတော့ဒါနနေစဉ်ပြုပါသီလနေစဉ်ဆောင်ပါသမထနေစဉ်ပွားပါဝိပဿနာလို့တွေကိုနေစဉ်ပွားများအထုကြပါဒါနသီလသမထဝိပဿနာတရားတွေကိုနေစဉ်မယုတ်ပွားများအထုကြမယ်ဆိုလို့ရှိရင်ကိုဘဝဟာဘာဖြစ်လာမှာလဲလို့မေးရင်တန်ဖိုးတွေရှိလာမှာတန်ဖိုးရှိရင်အရာကောင်းတဲ့ဘဝအရာတော်တဲ့ဘဝ အဲ့ဒီရတော်ရကောင်းပြီဆိုရင်အဲ့ဒီကုသိုလ်ကောင်းမှုတွေကခမည်းတော်ကျစ်တို့တွေအောက်ကိုဆွဲချပါလားအထက်ရောက်အောင်ပို့ပါလားမရောက်ပါဘူးကောင်းတဲ့သူတွေကို ရောက်အောင်ပို့တာကုသိုလ်တဲ့နိဗ္ဗာန်ရောက်အောင်ပို့ဆောင်တာကုသိုလ်ပါဒါဆိုရင်အထက်တက်ချင်ရတော့ဘာလို့ရမှာလဲကုသိုလ်လို့လို့ကုသိုလ်လို့ပါအဲ့ဒီအထက်တန်းကြတယ်ကုသိုလ်ကောင်းမှုတွေလှုပ်ထားမှာထက်တန်းကြတယ်ကုသိုလ်တွေရှိနေမှာထက်ကြမ်းကြတယ်ကုသိုလ်တွေကိုပါလာမှာ ကိုဘဝဟာတန်ဖိုးတွေကြီးတန်ဖိုးတွေမြဲလူပြည်နဲ့ပြည်မြမပြည်ရနေပြီးတော့နိဗ္ဗာန်ထိတောင်မျက်မှောက်ပြုနိုင်တယ်နိဗ္ဗာန်ပန်းတိုင်ထိရောက်သွားနိုင်တယ်မပေါ်နဲ့ဘာဖြစ်လို့မပေါ်နဲ့လို့သတိပေးရပါသလဲလို့မေးရင်တန်ဖိုးရှိတဲ့ဘဝကြီးရပြီးတော့အလွဲသုံးစားလို့ရင်ပြောနေမဲ့သားနဲ့ပြောမဲ့သမီးနဲ့ပြောမဲ့ပစ္စည်းနဲ့ပြောမဲ့ရဲ့ရွာသားပြားပြားလေးနဲ့ပြောနေမအားမလတ်နိုင်အောင် ဒါနပြုဖို့မအားဘူးသီလဆောင်ဖို့မအားဘူးတမဒါဘွားဖို့မပွားဘူးဝိပဿနာတရားတွေအတုဖို့မပွားဘူးမအားဘူးဆိုရင်အဲ့လိုအစင်ကြီးတွေပြီးအကြောင်းမျိုးမျိုးတွေပြပြီးတော့မအားဘူးဆိုရင်ကိုယ့်ဘဝတံဖို့မဲ့သွားမယ်တံဖို့ကျသွားရင်အထက်ရောက်ဖို့မလွယ်ဘူးအဘယ်လေးဘုံတော်ကောင်းတွေရောက်သွားနိုင်တယ်ဒါကြောင့်မလို့တံဖို့ကြီးတဲ့ ဘဝမှာတန်ဖိုးရှိတဲ့ကုသိုလ်ကောင်းမှုတွေကိုဆင်ပြုပြီးတော့ကုသိုလ်ကောင်းမှုတွေကိုပြုလုပ်မှသာလေရင်ကိုယ့်ဘဝအတွက်အာအကောင်းဆုံးအထောက်အပံ့အဖြစ်ဆုံးကုသိုလ်ကောင်းမှုတည်သာလေရင်ဘဝအတွက်အကုရပဲတဲ့ဒီကုသိုလ်ကောင်းမှုတွေကိုအဲ့ဒါလေးကိုဘုန်းကြီးတို့ကပြုစေချင်တာအဲ့တော့ကိုယ့်ဘဝကိုယ့်ဘဝလေးကိုတကယ်ချစ်တဲ့သူကိုယ့်ကိုယ်ကိုတကယ်ချစ်လာလို့မေးရွာ ကိုယ်ကိုယ်ကိုယ်သူတော်ကောင်းနေချစ်တဲ့ပုဂ္ဂိုလ်တွေဆိုတာဗာနဲ့တော့ကိုယ့်ကိုယ်ကိုယ့်ဘဝလေးကိုချစ်နေတဲ့သူလားနှစ်နေတဲ့သူလားကိုယ့်ကိုယ်စစ်ပါဒါနပြုသူဟာကိုယ့်ကိုယ်ကိုချစ်နေတဲ့လူဒါနပြုသူဟာကိုယ့်ကိုယ်ကိုနှစ်တဲ့သူလားချစ်တဲ့လူလားချစ်တဲ့သူဆိုတာကိုယ့်ကိုယ်အပေမကြောက်ဆွဲတင်နေတာလူပြင်းနေတဲ့ဇမတိရအောင်ဆွဲတင်တာဘသူကိုယ်တိုင်ဆွဲတင်မှရပါကိုယ်ကိုယ်တိုင်ဆွဲတင်ကိုယ်ကိုယ်တိုင်သူတော်ကောင်းတွေလို့ယူမှရမယ် ဒါနာပြုတဲ့သူဟာကိုယ့်ကိုယ်ကိုချစ်တဲ့သူတွေတိလန်းဆောင်နေတဲ့သူဟာကိုယ့်ကိုယ်ကိုချစ်တဲ့သူတွေသမထပွားတဲ့သူဟာကိုယ့်ကိုယ်ကိုချစ်တဲ့သူတွေဝိပဿနာပွားတဲ့သူတွေဟာကိုယ့်ကိုယ်ကိုချစ်နေတဲ့သူတွေဒါနာလည်းမပြုတိလန်းလည်းမဆောင်သမထလည်းမပွားဝိပဿနာလည်းမလုပ်ဘူးဆိုရင်ကိုယ့်ဘဝကိုနှင့်နေတဲ့လူတွေအပယ်၄ပါးအပယ်၄ပုံတွေကို မရောက်ရောက်အောင်နှင့်မြုပ်တော့အောင်လုပ်နေတဲ့သူတွေဒါဆိုရင်ကိုယ့်ကိုယ်ကိုသူတော်ကောင်းကြီးချစ်ကြပါကိုယ့်ဘဝကိုချစ်ကြပါကိုယ့်ဘဝကိုတန်ဖိုးထားကြပါ ိုကိုကိုချစ်နေတယ်ဆိုလို့ရှိရင်သူတော်ကောင်းတွေပါတယ်တော့မအားတဲ့ဂျားတဲ့ကဒါနပြုကြပါသီလစောင့်ပါတမထပွားပါဝိပဿနာလုပ်ပါစင်ကြေးပေးရမှာလားကိုယ့်လူကိုယ်လို့ရမှာလားကိုယ့်လူကိုယ်လို့ရမှာပါဗျာကိုယ့်လူကိုယ်လို့ဟိုဟိုအလောက်ကဘုံဆိုင်ဘုံဆိုင်အများဆိုင်စာရည်နေဝူရည်ကျမ်းမာရည်ကိုယ့်ရည်ဒီရည်တွေကဘုံဆိုင်ဘုံဆိုင်အများအတွက်လုပ်တာဒါနာပြုတာကိုယ်ပိုင်သီလဆုံးတာကိုယ်ပိုင်သမထဘွားတာကိုယ်ပိုင်ဝိပဿနာဘွားတာကိုယ်ပိုင် အဲ့ဒါကိုယ်ပိုင်လို့ကိုယ်တိုင်းလို့ကိုယ်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 လို့မအားလဲလို့အားလဲလို့နေကောင်းလဲလို့နေမကောင်းလဲလို့ဥပုံနေလဲလို့ဥပုံမုံနေမဟုတ်လဲလို့မနဲ့လဲလို့နေသေးလဲလို့ကြားနေလဲလို့ဘွားများအလို့နေကြမယ်ဒါနသီလသမထဝိပဿနာအလုတ်တွေကိုဘာလို့ရမှာတော့လုတ်ပါတဲ့ကိုယ်လို့ကိုယ်လို့ကြပါကိုယ်လို့ကိုယ်လို့တာကိုယ့်ကိုယ်ကိုချစ်တဲ့ပုံကိုယ်တွေပါကိုယ့်ကိုယ်ကိုကဲတင်နေတဲ့ပုံကိုယ်တွေပါ ကိုယ့်ကိုယ်ကိုမဆိုင်ဖို့ဝင်နိဗ္ဗာန်ရောက်အောင်လုပ်ရကြတဲ့ပုဂ္ဂိုလ်တွေဆိုတာကိုသဘောကျပြီးတော့ဘဝတံ္ဍရာကြီးထဲမှာကျင့်လေကြရတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းတတ္တဝါတိုင်းတတ္တဝါတိုင်းကိုယ့်ဘဝအတွက်အားကိုးရာအားထားရသည်ဒါနသီလသမထဝိပဿနာသာဖြစ်၏ဒါနသီလသမထဝိပဿနာကိုပွားတဲ့ပုဂ္ဂိုလ်ကကိုယ့်ကိုယ်ကိုကယ်တင်သောပုဂ္ဂိုလ်ကိုယ့်ကိုယ်ကိုချစ်မြတ်လို့တဲ့ပုဂ္ဂိုလ်ကိုယ့်ကိုယ်ကိုတန်ဖိုးထားတဲ့ပုဂ္ဂိုလ်လို့သဘောကျပြီးတော့ဒါနသီလဘာဝနာတွေပြုလုပ်နိုင်ကြပါစေလို့တိုက်တွန်းဆန္ဒပြုရင်းနဲ့ ာတုသုံးချိန်ခေါ်၍တရားပွဲနားကြပါစို့ဗျာ